last year season ပြီးတဲ့အတိုင်းပဲကျွန်တော်တို့ကဒီရောင်းရတဲ့ဒီအရန်ရောင်းအားကောင်းတဲ့ကုဇလေကိုလိုက်ပို့တဲ့ခီးစဉ်ဖြစ်တဲ့အတွက်ကြောင့်ကုဇလေတွေအတွက်ပျော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 ်ပါပါကြီးထွက်ကြရတဲ့ဘောပါပဲဗျာဟုတ်အဲဆိုးမှာ3ရက်ပူဆတ်မှာ3ရက်ပေါ့သွားတာ3ရက်ဆိုတော့တပတ်ပါပဲဗျာဟုတ်ခံမြင့်အပါမယ်ထင်တယ်ဗျာအဲ့ဒါလေအဲ့ဒါလေပါမယ်ဗျာစဉ်းစားပါဘူးဒါပေမဲ့ရောက်တော့ရောက်ဘူးကျန်တယ်ဟုတ်ကျွန်တော်ကတော့အသက်ရလာလို့လားမသိဘူးပြအရင်တော့ကတော့ကိုရီးယားယဉ်ကျေးမှုတို့ဘာတို့ကတော့ဒါဘယ်လိုခေါ်မလဲအောင်မြင်တယ်ပေါ့ဒီမှာဒါပေမဲ့ကျွန်တော်ကတော့ အသက်တစ်ခုရလာတဲ့အချိန်မှာကိုမြမယဉ်ကျေးမှုကိုပဲကျွန်တော်ပို့ပြီးတော့သဘောကျတယ်အဲပြီးသွားတော့ဟိုရိုက်မယ်ဆိုရင်လည်းအဲ့လိုဟိုကိုစီမာရှိရယဉ်ကျေးမှုတွေကိုရှိတဲ့ရုပ်ရှင်တွေကိုပဲကျွန်တော်ရိုက်ချင်တယ်ပေါ့နော်ဒီနေ့ကတော့ဟိုပါဘောเนาะကျွန်တော်တို့ဒီကိုရီးယားမသွားခင်ပေါ့ NCT နဲ့ ရောင်းရတဲ့ကိုယ်စားလှယ်တွေနဲ့တွေ့ဆုံပွဲတွေလုပ်တာပါဗျာဟုတ်အစီအဖုံးပစ္စည်းလေးတွေရောင်းနေပြီးတော့ဒီဖုန်း accessories ပါညာနဲ့ပတ်သက်တဲ့ဟာအကုန်လုံးလည်းရတာဆိုတော့အဲကျွန်တော်ကိုယ်တိုင်လည်းဖုန်း၃နိုင်လူပဲဆိုတော့လက်ခံဖြစ်သွားတာပေါ့ဟုတ် quality ကတော့ NST သုံးမှုရက်တူတော်တော်များများလဲဟိုသိကြမှာပေါ့နော်ဟို NST ကတော့အဲ power band တို့ပေါ့အရန်ကောင်းတယ်အဲပြီးသွားရင် jet တို့ပေါ့လည်းအရန်ကောင်းတယ်ပြီးတော့ဒီ나이တို့ပေါ့ဆိုလဲကောင်းတယ်ဆိုတော့အကုန်လုံး အကောင့်တွေများပါတယ်ဗျ NST မှာအကောင့်တွေကြီးပါတယ်ပေါ့ကျွန်တော်ဒီအတိတယောက်ကနေပြီးတော့ဒါဟိုတွေ့ရတဲ့ပွဲလေးတပွဲကနေပြီးတော့တန်းလာလာဖြစ်တဲ့အတွက်ကြောင့်ဒီလိုပုံစံဖြစ်နေအများနဲ့ဒီလိုတိုက်တိုက်ဆိုင်ဆိုင်ဖြစ်နေပြင်စင်သားကတော့ကျွန်တော်မှအဲ့လိုမျိုးကြီးထရေထူးထူးတော့မရှိပါဘူးဗျဟို NST ကစီစဉ်ပေးတဲ့အတိုင်းပဲကျွန်တော်တို့ကဒီရောင်းရတဲ့ဒီအရန်ရောင်းအားကောင်းတဲ့ကိုယ်စားလှယ်ကိုလိုက်ပို့တဲ့ခီးစဉ်ဖြစ်တဲ့အတွက်ကြောင့်ကိုယ်စားလှယ်တွေအတွက်ပျော်ပျော်ပျော်ပါပါဒီ လူတွေနဲ့အကုန်လုံးကျွန်တော်ပြောပြောပါပြီးထွက်ကြရတဲ့သဘောပါပဲဗျာဟုတ်အဲဆိုးမှာ3ရက်ပူဆတ်မှာ3ရက်ပေါ့သွားတာ1ရက်ဆိုတော့လက်ပတ်ပါပဲဗျာဟုတ်အဲကိုရီးယားကတော့ကျွန်တော်ပထမတစ်ခေါက်တော့ရောက်ဘူးတဲ့အရင်တော့ကတော့ကိုရီးယားဟိုဒီကျွန်တော်တို့ဒီရနုပညာနဲ့ပတ်သက်ပြီးတော့တစ်ခေါက်သွားတာမျိုးရှိပါတယ်အဲဒါနောက်တစ်ခေါက်ဆိုတော့ဒုတိယအချိန်ပါဗျာဟုတ်ကြာပြီဗျာဟိုပါ10နှစ်12နှစ်လောက်ရှိပြီမရောက်တာဟုတ်တယ် အရင်ကနေတော့လေဘလူရီကွာသွားလဲဆိုရောက်မှပဲသိမှာပေါ့နော်ဟို model award ဆူရတဲ့ပွဲပေါ့နော်အဲ့ပွဲမှာအဲ့အဲ့ဒါလေးသွားပြီးတော့သွားရောက်ခဲ့တာပါဗျာကိုရီးယားဟုတ်ဟိုကိုရီးယားကကျတော့ဟိုကျွန်တော်ငငယ်တည်းကလေကိုရီးယားရုပ်ရှင်လေးရုပ်ရှင်တွေကခက်စားတယ်ပြီးတော့ကိုရီးယားကားတွေလည်းခက်စားတော့အဲဒဲဟိုကလေအဲသွားကျင်ခဲ့ပါတယ်အခုကျတော့လေဟို လို့ပြောရမလဲအဲဟိုစီဇန်နားရဲ့အထက်မှာဆိုလဲကိုရီးယားရဲ့စတူဒီယိုတွေဘာညာတွေလဲပတ်သွားမယ်ဆိုတာလေးပါတယ်ပေါ့နော်ဆိုတော့အဲဟိုကိုရီးယားတော့ကျွန်တော်ဟိုရောက်ခူးချင်တဲ့နိုင်ငံတွေရတဲ့နိုင်ငံမှာပဲဟုတ်ကြိတ်ပါတယ်ဗျဟိုဘယ်လိုပြောရမလဲတယောက်တစ်မျိုးစီပေါ့နော်ဟိုဟို K-pop လေ K-pop လေးကကောင်းပါတယ်ကျွန်တော်ကတော့ music ဆိုမရွေးပါဘူးမျိုးစုံကျွန်တော်ကနားထောင်ပါတယ်ဗျအဲ့ဒါတော့မကြည့်ရသေးဘူး ဟိုဘူဆန်ကတော့ဟိုကျွန်တော်တို့ကိုပြောရတဲ့အထက်မှာပါမှာဆိုရော့ရောက်မှာပဲဟိုလေ့လာမယ်ကြည့်မယ်ပေါ့နော် ပြီးတော့ဘူဆန်အဓိကကတော့ဟိုသွားမဲ့ဟာကဒီကိုရီးယားရဲ့ဒီရိုက်ခါခဲ့တဲ့ဒီရုပ်ရှင်တွေရိုက်တဲ့နေရာကိုအဓိကထားသွားမှာဖြစ်တဲ့အတွက်ကြောင့်အဲအဲ့ဒီကိုပဲအဓိကဟိုဟိုသွားမှာဆိုရောက်တော့မှာပဲတေချာလေးအဲလေ့လာမယ်တေချာလေးကြည့်မယ်ပေါ့နော် ဒီမှာနဲ့ဟိုမှာနဲ့ဟိုပေါ့ဟိုကွာချားမှုလေးပေါ့အဲ့လိုလေးကိုအဓိကထားပြီးတော့လေ့လာကျင်တာပါဗျာကျွန်တော်ကတော့အသက်ရလာလို့လားမသိဘူးဗျာအရင်တော့ကတော့ကိုရီးယားယဉ်ကျေးမှုတို့ဘာတို့ကတော့ဒါမှတ်ပါတယ်ဟိုဟိုလို့ခေါ်မလဲအောင်မြင်တယ်ပေါ့ဒီမှာဒါပေမဲ့ကျွန်တော်ကတော့နောက်ပိုင်းအသက်တစ်ခုရလာတဲ့အချိန်မှာကိုမြမယဉ်ကျေးမှုကိုပဲကျွန်တော်ပို့ပြီးတော့သဘောကျတယ်အဲပြီးတော့ဟိုရိုက်မယ်ဆိုရင်လည်းအဲ့လို ဟိုကိုယ်စီမာရှိရရင်ကျင်းမှုတွေကိုရှိတဲ့ရုပ်ရှင်တွေကိုပဲကျွန်တော်ရိုက်ချင်တယ်ပေါ့နော်ဟိုဒါကျွန်တော်အသက်တစ်ခုရလာတဲ့အချိန်မှာတွေးမိတဲ့အတွေ့ပါအဲ့ဒါကြောင့်မလို့လေဟိုကျွန်တော်နောက်ပိုင်းရိုက်မဲ့ကားတွေမှာလည်းအဲ့မြမရင်ကျင်းမှုလေးပါတဲ့ရုပ်ရှင်တွေကိုပဲဟိုအဓိကထားပြီးတော့တွေးချဲ့ပြီးတော့ရိုက်ဖြစ်သွားမှာပေါ့နော်ဟိုအဓိကတော့ခုနှစ်ရက်လုံးက schedule ကအပြည့်ပဲဗျကျွန်တော်တော့မှကျွန်တော်မနိုင်ပြောရရင်ဈေးဝယ်ထွက်တာဟုတ်ပါဦးလေလှုပ်ချင်တာဒါပေမဲ့လည်း အချိန်ကတော်တော်မရဘူးလို့ပြောတယ်ဟိုအဓိကတော့ဟိုသူတို့သွားတဲ့နေရာပေါ့เนาะကျွန်တော်ကဒီမှာ ambassador ဖြစ်တဲ့အတွက်ကြောင့်ဟိုကျွန်တော်မှာတာဝန်ရှိပါတယ်ရှိတယ်ဆိုတာကကျွန်တော်လိုက်ပေးရမယ်ဆိုတော့အဲ့အတွက်ကြောင့်ဟိုဟို NSTR season နဲ့နေရာကိုပဲကျွန်တော်အဓိကထားပြီးတော့သွားပြင်ပါပါဗျာဟုတ်ပါတော့နှစ်အမြင့်အပါမဲ့ထင်တယ်ဗျအဲ့ဒါလေအဲ့ဒါလေပါမယ်ဗျဟုတ်အဲ အဲ့လိုမျိုးတော့လည်းစဉ်းစားလို့စဉ်းစားပါဘူးဒါပေမဲ့ရောက်တော့ရောက်ဘူးချင်တယ်ဟုတ် NST အာအများကြီးအောင်မြင်ပါစေပြီးတော့ကိုရီးယားသွားမဲ့အဲညီကောင်တို့မှမိသားစုတွေအကုန်လုံးလည်းဆက်ဆရရအဆင်ပြေပြီးတော့ပျော်ရွှင်ကြပါစေကြည်နေတဲ့ပရိသတ်တွေအကုန်လုံးလည်းစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံပါစေလို့ပြောချင်ပါတယ်ဗျာ